ရှိတာပေါ့နော်ဆိုတော့ဒီကာယကံနဲ့ပတ်သက်ပြီးတော့အပြစ်ဒဏ်တွေရှိနိုင်မယ်လို့တော့ကျမတို့တော့မထင်ဘူးပေါ့ဒါပေမဲ့ဒါကျမတို့တည်းယူဆချက်ပါအဲ့တော့ဟိုအချင်းကြီးတွေအကြောင်းအရာတွေဘလို့ရှိတယ်ဘာပြစ်မှုတွေကျူးလွန်တယ်ဘလို့တွေဖြစ်တယ်ဆိုတာကတော့မရှိများလုံးမင်းမိကလာပါကျွန်တော်ခုခေါ်မှာတော့ကိုလိုဘုန်းရဲ့တရင်လေးတွေကိုကိုမောင်နဲ့မတ်သင်းကိုပြောပြထားပါတယ်နားထောင်ကြည့်အောင်ဆိုတော့အကိုကြီးကိုစောဘုန်းဟင်းအကြောင်းလေးကတော့အားလုံးသိ ကာလဖြစ်ပါတယ်အဲဗီဒီယိုအဟောင်းနေတင်တာတွေပြီးရင်ဟလာဟိုလွတ်မြောက်လာပြီးတော့ဘာလို့ဒါတွေကသတင်း ဖုန်းဟိရဲ့သတင်းမှတ်အခြေအနေတွေကိုကျမတို့ update update အများအားသိပါတယ်။အဲကျမတို့ကိုစောဖုန်းဟိအကြွေလွတ်မြောက်လာခဲ့တဲ့ရှင်ရင်တော်မှကျမတို့ channel ကနေပြီးကျမ channel ကနေပြီးတော့ဥဆုံးသတိဟိုအတိပေးပေးပါမယ်။အဲပြီးတော့အခုကတော့ဒါလက်ရှိအခြေအနေရပေါ့နော်။အကောင်လုံးလက်သိရတိုင်းပါပဲဟိုအတမေတူတတတိနေရောဒီဒီစကားပြောနေရအကောင်လုံးသိရတိုင်းပဲဟိုသူ့အနေနဲ့ကတော့ဒါဝစီကန်နဲ့ ကျူးလွန်မိတဲ့အဖြစ်တွေတော့ရှိချင်ရှိပါလိမ့်မယ်။မရှိလဲရှိပါတယ်။အဲ့တော့အဲ့ဒီပြစ်မှုပြစ်ဒဏ်တွေအတွက်ကတော့ဟိုဥပဒေအရအရေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်။ဆိုတော့ဒီကာယကံနဲ့ပတ်သက်ပြီးတော့အပြစ်ဒဏ်တွေရှိလိမ့်မယ်လို့တော့ကျမတို့တော့မထင်ဘူးပေါ့။ဒါပေမဲ့ဒါကျမတို့ရဲ့အထည်ယူဆချက်ပါ။အဲ့တော့ဟိုအခြေအနေအကြောင်းအရာတွေဘလို့ရှိတယ်။ဘာပြစ်မှုတွေကျူးလွန်နေဘလို့တွေဖြစ်တယ်ဆိုတာကတော့လက်ရှိမှာဒါတာဝန်ရှိသူတွေစစ်ဆေးနေတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့တာဝန်ရှိသူတွေအနေနဲ့ ဟိုအတိပေးထုတ်ပြန်လာမှာပဲအဲကျမတို့သိရမယ့်အနေထားတော့ဖြစ်တယ်အဲဒါကြောင့်မလို့အဲ့ဒီအခြေအနေလေးနဲ့ပတ်သက်ပြီးတော့ဗောနောအကောင်းမွန်ဆုံးအခြေအနေတစ်ခုဖြစ်အောင်လို့အားလုံးဝိုင်းပြီးတော့ဟိုဆူတောင်းပေးကြတာလွဲလို့အဲကျမတို့လည်းတခြားဘာမှတတ်နိုင်တဲ့အနေထားတော့မရှိပါဘူးကုန်ဖုံးကိစ္စမှာမတရားဘူးလို့ကျွန်တော်တို့ကပြောရတော့မှာဗျာနော်အဲ့တော့အခုသူအရင်ကရန်ဖြစ်ခဲ့ဘူးတဲ့သူတွေရဲ့စုံစည်းဝန်လောင်းခြင်းလဲခံရတာဖြစ်နေနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ် အဲသို့သူဘယ်ခေါ်မလဲချုပ် channel တွေပေါ့ဗျာနော်ဟိုဒီတက်အပီထောက်ခဲ့တဲ့ channel တွေပေါ့ဗျာဒီ channel တွေမှာလည်း PR ရှိတယ်ဗျာသူတို့ကိုလည်းသူတို့နောက်မှာလည်းလေ Apple Commerce account သို့မဟုတ်ဘောနော်ຢာသူကြီးကြီးမားမားရှိနေတတ်တယ်ဒီ channel တွေကစုပြီးဟဲ့ဆိုရင်တော့သူတို့စုပြီးဆိုရင်သူတို့ရဲ့နောက်မှာရှိနေတော့ အရာရှိတွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုလုံလုံပိုင်ခွင့်ရှိတဲ့သူတွေတော်တော်များများကငြိမ်ကြီးလို့မရတော့ဘူး။ဟာတို့ကအသားတို့ဒီလိုမျိုးဆဲနေတယ်ဟာအသားကျွန်တော်တို့ဒီလိုမျိုးပြောနေတယ်ကျမတို့ဒီလိုမျိုးပြောနေတယ်သမီးတို့ဒီလိုမျိုးပြောနေတယ်ဟေးအခုကတော့ဘာမှမလုပ်နိုင်တော့ဘူးလားဘာမှမလုပ်နိုင်မလို့ဆိုဘူးလားဆိုပြီးတော့ကိုဖုန်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပလွဲရိုက်လာတဲ့အခါမှာတော့လုံတို့အနောက်ကအခက်တွေအပွင့်နေနေနော်ဟို ဒုတ်ပိုင်ငယ်ရှိရတဲ့တွေကညင်နေလို့မရတော့ဘူးနော်အဲ့တော့ကုတ်ဖုံးကိုတောက်မြင်ကဆွဲစရာပုံမှန်လဲရှာမြားခါကြောင့်ဒီလောက်တော့ပြတောက်မြင်ကပုံမှန်လဲဆွဲတယ်ကွာဆိုပြီးတော့အခုလိုမျိုးကုတ်ဖုံးကိုတရားဥပဒေမဲ့ပုံမှန်မဲ့နော်တောက်မြင်ကပုံမှန်လဲကျန်တာဘာမှမတွေ့ကုတ်ဖုံးကတိုက်ပင်နဲ့တမလို့တကယ်ချင်းနဲ့လို့လည်းတရားပါနော်တို့ကတော့အမြန်လွတ်ပါသေးလို့ပဲသူ့တောက်ပင်နေပါလေ